အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြမယ့်ပုံမြင်ကလေးကတော့စင်ရဲသားလေးမောင်မောင်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်တခါတော့ငါအေးချမ်းလာတဲ့ကြေးရွာလေးတရွာမှာအင်မတန်ကိုစင်ရဲနွမ်းပါတဲ့မောင်မောင်ဆိုတဲ့ကောင်ကလေးတယောက်နေထိုင်တဲ့ကွယ်သူဝတ်တဲ့ဝတ်စားတွေဟာဟောင်းနှဆုပ်ပြတ်နေပေမဲ့လေမောင်မောင်ကတော့စိတ်ထားလာတဲ့ကောင်ကလေးတယောက်ပဲဖြစ်ပါတယ် မောင်မောင်ဟာသင်းငယ်လာတဲ့တစ်သားအိမ်လေးတစ်လုံးမှာသူ့ရဲ့မိဘတွေနဲ့အတူတူနေထိုင်တာပေါ့သူဟာစိတ်ထားကောင်းတဲ့ကောင်လေးတယောက်ဖြစ်ပေမဲ့လည်းသူ့ရဲ့မိဘတွေကတော့အင်မတန်ကိုကြမ်းတမ်းပြီးတော့မောင်မောင်ကိုလည်းအမြဲတမ်းစူပူချိန်မောင်းနေတတ်တာပေါ့ဟေးမောင်မောင်မင်းဟာအမြဲတမ်းအိမ်မက်ကလေးမနေလည်းကောင်းမဲကွာသွားလေကုန်းနဲ့တောင်းပြီးအလုံးလုံးဆမ်းပါအဲ့ဒီရုပ်တွေဆွဲနေတာကိုလည်းရက်လိုက်ပါတော့ ဲ့ဒီအယုတ်တွေဆွဲတာကမင်းကိုဘိုက်ပြအောင်မလုပ်ပေးနိုင်ဘူး။မင်းအဖေနဲ့သွားပြီးအလုပ်လုပ်ဆမ်းပါ။မမဟာသူ့ရဲ့မိဘတွေဘလို့ပဲစုဖို့ကြိမ်းမောင်းနေပေမဲ့လေသူအားလက်တဲ့အချိန်မှာတော့အချိန်ရရင်ရသလိုမြေကြီးပေါ်မှာဒုတ်တစ်ချောင်းနဲ့ပုံနေဆွဲနေတတ်တဲ့ကွယ် သူဟာပကြည်ဆွဲရတာကိုတိတ်ကိုဝါသနာပါတာပေါ့ဒါပေမဲ့လည်းသူ့မှာပကြည်ဆွဲဖို့အတွက်လိုအပ်တဲ့စာရွက်တွေခဲတံတွေစုပ်တံတွေတခုမှမရှိဘူးရဲ့ကွယ်ဒါကြောင့်မို့လို့သူ့အားလက်ရှိန်တွေမှာဆိုရင်သစ်ပင်တစ်ပင်ရဲ့အောက်ကိုသွားပြီးတော့မြေကြီးပေါ်မှာဒုတ်တချောင်းနဲ့ပုံနေဆွဲနေတတ်တာပေါ့နေသားရမနဲ့ခဲလေးတခုမှာတော့အသက်ကြီးတဲ့ပကြည်ဆရာကြီးတဦးက မောင်မောင်တို့ရွာကိုရောက်လာတဲ့ကွယ်အဲ့ဒီအချိန်မှာအဖိုးအိုဟာသစ်ပင်အောက်မှာပုံဆွဲနေတဲ့မောင်မောင်အပြင်မောင်မောင်ဆွဲထားတဲ့ပုံတွေကိုပါတွေ့သွားတော့တာပေါ့ပြီးတော့ပုံတွေကိုကြည့်ပြီးတော့သိတ်ကိုသဘောကျသွားတဲ့ကွယ်လူလေးဒီပုံတွေအကုန်လုံးကမင်းဆွဲထားတာလားဟုတ်ပါတယ်ဖိုးဖိုးကျွန်တော်ဆွဲထားတာပါဟာမင်းရဲ့လက်ရာတွေကသိတ်ကောင်းတာပဲ ဒါနဲ့မင်းပါကြောက်ဒီနေရာမှာပုံဆွဲနေရတာလေကျွန်တော်ပကြီးဆွဲဖို့အတွက်လိုအပ်တဲ့စောက်ခဲတံတွေကိုမဝင်နိုင်လို့ပါပြီးတော့ကျွန်တော်မိဘတွေကလည်းပုံဆွဲတာကိုသဘောမချဘူးလေပုံဆွဲတာကဘိုက်ပြောင်မလုပ်ပေးနိုင်ဘူးလို့လည်းကျွန်တော်မိဘတွေကပြောတယ်ကျွန်တော်သူတို့ကိုအပြစ်မတင်ပါဘူးဒါပေမဲ့ကျွန်တော်ရဲ့ဝါသနာကြောင့်အားလက်တဲ့အချိန်တိုင်းမှာဒီနေရာလေးမှာပကြီလာဆွဲတာပဲဖြစ်ပါတယ်။ ဒါဆိုရင်မင်းပကြီးဆွဲတာကိုသင်ချင်လားသင်ချင်တာဗောဖူဖူရဲ့ဖူဖူကပကြီးဆွဲတတ်လို့လားပိတ်ကိုဆွဲတတ်တာဗောကွာကဲဒါဆိုရင်မင်းအားတတ်တဲ့အချိန်တိုင်းဒီနေရာလေးကိုလာခဲ့နော်မင်းကိုဖူဖူကပကြီးဆွဲတင်ပေးမယ်ဟုတ်ကဲ့ပါဖူဖူကျေးဇူးတင်ပါတယ်နော်ကျွန်တော်လာဖြစ်အောင်လာခဲ့ပါမယ် ဒီလိုနဲ့မောင်မောင်ဟာသူအားလက်တဲ့အချိန်တိုင်းမှာအဖိုးအိုနဲ့အတူတူသစ်ပင်ကြီးရဲ့အောက်မှာပကြီဆွဲတင်တော့တာပေါ့ကွယ်။လိုအပ်တဲ့ပစ္စည်းတွေအားလုံးကိုလည်းအဖိုးအိုကပဲမောင်မောင်ကိုလက်ဆောင်ပေးခဲ့ပါလေ။ဒီလိုနဲ့မောင်မောင်ဟာမိမခိုင်းတဲ့အလုပ်တွေကိုတာဝန်ကျအောင်လုပ်နေရင်းနဲ့ပဲအားလက်တဲ့အချိန်ကလေးမှာပကြီပညာကိုသင်ယူခဲ့တာပေါ့ကွယ်။တနေ့မှာတော့အဖိုးအိုဟာမောင်မောင်ဆွဲထားတဲ့ပကြီကတစ်ချက်ကို မြို့သူယူသွားတဲ့ကွယ်။ ဲ့ဒီမြေမှာရှိတဲ့လူတွေဟာမောင်မောင်ရဲ့ပကြီကားကိုမြင်တဲ့အခါမှာသိတ်ကိုသဘောကျသွားပြီးတော့အလွတ်အယက်ဝယ်ယူကြတာပေါ့ကွယ်ဟိုကလည်းမမုံရဲ့ပကြီကားကိုမြပြတဲ့ငွေပမာဏတစ်ခုနဲ့ရောင်းချခဲ့ပြီးတော့ရွာသူပြန်လာခဲ့တာပေါ့ကွ။ရွာသူရောက်တဲ့အခါမှာတော့အဘိုးအိုဟာရလာတဲ့ငွေပမာဏအားလုံးကိုမမုံနဲ့သူ့ရဲ့မိသားစုထံသို့လွှဲပြောင်းပေးလိုက်တော့တာပေါ့ကွ။ အဲ့ဒီခါမှာမောင်မောင်နဲ့သူ့ရဲ့မိဘနှစ်ပါးဟာတိတ်ကိုအံ့အားသင့်ပြီးတော့ဝမ်းသာပျော်ရွှင်နေတော့တာပေါ့။မောင်မောင်ရဲ့မိဘနှစ်ပါးကလည်းမောင်မောင်ကို တင်းကျပ်စွာဖတ်ပြီးတော့သူ့ရဲ့အရေးရှင်းတွေကိုမမြင်မဲနဲ့အမြဲတမ်းစုကူကျိန်းမောင်းမိခဲ့တဲ့အတွက်တောင်းပန်ပါတယ်လို့ပြောလိုက်တော့တာပေါ့ကွယ်။အဲ့ဒီနေ့ကနေစပြီးတော့မောင်မောင်တို့အင်္ဂလိပ်ဟာရှစ်ရှင်မြစ်တာတွေနဲ့ပြည့်နှက်နေပြီးတော့ မောင်မောင်ကလည်းသူ့ရဲ့ဝါသနာဖြစ်တဲ့ပကြီဆွဲခြင်းကိုဆက်လက်တည်ယူလေ့လာတော်ရတာပေါ့ကွယ်။ပြီးတော့အဖိုးအိုပကြီဆရာကြီးကိုလည်းကျေးဇူးတင်စကားပြောပြီးတော့ပကြီပညာရေးဆက်လက်သင်ကြားပေးဖို့အတွက်တောင်းဆိုလိုက်တဲ့ကွယ်။ပုံမြင်လေးရတာပါပဲကွယ်။နောက်ရက်တွေမှာလည်းဘလိုပုံမြင်ကလေးတွေကိုတင်ဆက်ပေးဦးမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါဦးကွယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။